ကွန်တိတ်ကအမြင့်ဆုံးစုဖြစ်တဲ့စူပါဘလုံနီယောဆုအတွက်ထိတ်ဆုံးကရေပန်းစားတဲ့မက်ဆီနဲ့ရော်နယ်ဒိုဒီကောင်ကတော့ဘောလုံးပရိသတ်တွေအတွက်စိတ်ဝင်စားမဲ့တရင်ကောင်တစ်ခုထပ်ပေါ်လာပါပြီ။ဆယ်သုံးနှစ်တခုအတွင်းတကြိမ်သာပေးအပ်ခဲ့မှုတဲ့ဒူဂျင်းစုတွေကကွန်တိတ်ကအမြင့်ဆုံးစုတစ်စုဖြစ်တဲ့စူပါဘလုံနီယောဆုကိုပြန်လည်ပေးအပ်တော့မှာဖြစ်တယ်လို့သိရပါတယ်။ဒီစုကဘောလုံးသမိုင်းတစ်ချောက်ထူးခြားဆုံးစားသမားကိုဂုံပြူချီးမြှင့်တဲ့စုဖြစ်တာကြောင့်ပရိသတ်တွေကြားမှလည်းစိတ်လုံးရှားမှုတွေမြင့်တက်လာပါတယ်။စူပါဘလုံနီယောဆုကို1986ခုနှစ်ကပထမဆုံးချင်းပေးအပ်ခဲ့မှုပြီးအဲ့ဒီချိန်ကရီယယ်မက်ထရစ်ကန်ဝင်းကစားသမားကြီးအက်ဖရက်ဒိုဒီစတီဘာနိုတို့ဦးထဲသာရရှိထားဖို့တာဖြစ်ပါတယ်။ ဒီစတီဖာနိုဟာသူ့ရဲ့ကစားသမားဘဝတစ်ချောင်းလုံးရီယမန်တစ်ကိုဥရောပပလန်၅ချိန်ဇက်တိုက်ရယူပေးခဲ့တဲ့တမိုင်းဝင်ကစားသမားတစ်ဦးဖြစ်ပါတယ်။သူ့ရဲ့ခြေကျောင်းနဲ့တက်ရောက်မှုတွေကြောင့်ဒီလိုထူးခြားတဲ့ဂုံပြုစုကိုချီးမြှင့်ခံရတာပဲဖြစ်ပါတယ်။ဒီစုကို၁၀စုနှစ်တခုကြာမှပြန်လည်ပေးရတာဖြစ်လို့သူ့ရဲ့ဂုံတိတ်ခါကိုပုံမမြင်မစေပါနဲ့။လက်ရှိချိန်မှာတော့ဒီလိုဂုံထူးဆောင်စူပါဘလွန်ရဆုတဲ့ကမ္ဘာပေါ်လုံးလောကရဲ့အပြိုင်ပန်းရှိကျဲဝင်းတဲ့ဦးဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့ကထိတ်ဆုံးကနေရေပန်းစားနေပါတယ်။ ယူနမစီယာဘလုံယောစုကိုရှစ်ကြိမ်အထိစံချိန်တင်ရယူထားသူဖြစ်ပြီးကပပလာပါဝင်အတင်းနဲ့ရောတူဦးချင်းစုဘလာပေါင်းများစွာကိုရယူထားနိုင်ခဲ့ပါတယ်။ပြီးရဘောလုံးဆွဲကြီးကိုတင်ဆွဲကြီးနဲ့ဖန်နီတိုင်ဇော်နီကအမကန်ဖြစ်ပြီးကိတစ်ဘောလုံးလောက်ကမှသူ့လိုထူးချွန်သူရှားတယ်လို့ပြောလို့ရပါတယ်။ခရစ်စတီယာနိုရော်နယ်ဒိုကလည်းဘလုံယောစုကို၅ကြိမ်အထိရယူထားသူဖြစ်ပြီးချန်ပီယံလိစုဘလာစံချိန်တင်ရရှိထားသူပါကိုတင်ဆွဲကြီးမှလည်းသူ့ကိုမိသူမရှိသလောက်ဖြစ်ပြီးမတူညီတဲ့လိတွေနဲ့ကလပ်သွင်းတွေမှာပါအောင်မြင်မှုတွေများစွာပေါ်ဆောင်ပေးနိုင်ခဲ့သူပါ။သူ့ရဲ့ဇွဲလုံးလာတဲ့စူးစမ်းအားထုတ်မှုတွေကဘလုံးလောက်အတွက်စံနမူနာတစ်ခုပါပဲ။ဒီလိုကုန်တိတ်ခကြီးမားတဲ့စူပါဘလုံယောစုကို ဘသူရတဲ့လဲဆိုတဲ့မေကုနေကတော့ဘလုံးပရိသတ်ကြီးဈာမငင်းပွားစရာတစ်ခုဖြစ်နေပါလေမစီရော့တော့တို့ပါသူတို့ရဲ့ကစားသမားပွဲတစ်ချက်လုံးဘလုံးလောကကိုအများကြီးလွှမ်းမိုးခဲ့ကြပြီးမရင်မတွက်နိုင်တဲ့မှတ်တမ်းကောင်းတွေစူပလာတွေနဲ့ဒူဝေချင်းဂုံပြူးစုတွေကိုပါရယူထားနိုင်ခဲ့ကြပါတယ်မစီရဲ့ကမ္ဘာ့ပလာချန်ပီယံဆုရရှိမှုကအတုတော်အားသာချက်တစ်ခုဖြစ်နိုင်တယ်လို့ရော်နယ်ဒိုရဲ့ချန်ပီယံလိမစံချိန်တင်အောင်မြင်မှုတွေနဲ့သူသွင်းယူထားတဲ့စံချိန်တင်သွင်းကိုတွေကလည်းအတုတော်အားသာချက်ဖြစ်နိုင်ပါတယ်နှစ်ဦးစလုံးကဘလုံးလောကကို၁၀စုနှစ်တခုနီးပါးလွှမ်းမိုးခဲ့ပြီးဘလုံးသမိုင်းကိုပြောင်းလဲစေခဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ဒီစုကိုဘယ်သူတွေရရှိမလဲဆိုတာကတော့ရွေးချယ်ရေးကော်မတီအတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမှသိကြပါတယ် ပရိသတ်တို့အနေနဲ့ရောဘောလုံးသမိုင်းကိုလေ့လာသူတို့အနေနဲ့ပါဒီလိုကုန်းတိတ်ကအမြင်မဆုံးစုကိုမက်ဆီနဲ့ရော်နယ်ဒိုတို့လိုခေတ်တဘောလုံးလောကရဲ့အိုင်ကွန်နှုတ်တွေကတူဦးရရှိတာဟာဘောလုံးပရိသတ်တွေအတွက်အလွန်ကြီးနူးစရာဖြစ်ပါလိမ့်မယ်။ဒါကြောင့်ဘသူပဲရရှိသည်ဖြစ်ပါစေသူတို့နှစ်ဦးစလုံးဟာစူပါဘလုံးရောစုနဲ့ထိုက်တန်သူတွေပဲလို့ပြောချင်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်တဲ့